တကယ်လို့ဒီကွန်မိုရပ်တာရဲ့လန့်တန်မိုးကိုအဲဒီ session နေမှာပေးမထားခဲ့ဘူးဒီအမိုးဆောင်ဒီဂရီပဲပေးထားတယ်ကိုက horizon နဲ့လန့်ရဲ့တန်မိုးကိုသိတယ်ဆိုရင်လည်းအဲဒီကောင်ကိုဒီကွန်မိုရပ်တာရဲ့လန့်ကိုရှာလို့ရပါတယ် okay အဲ့ဒါရှာနည်းလေးကိုတစ်ချက်ကြည့်လိုက်ရအောင် okay common raptor ရဲ့ land ကို အဲဒီ drawing ပုံနေမှာ မပေးထားခဲ့ဘူးအဲ့တော့ဒီမှာဘာတိမလဲဆိုရင် သူ့ရဲ့ဒီ horizontal lantern မူတိမယ်အဲ့တော့ဒီမှာဆိုရင် ပုံမှာသူ့ရဲ့ horizontal lantern မူကဘယ်လောက်ရှိမလဲဆိုရင်အဲဒီကနေဒီထိက30သူ့ရဲ့တဝက်ဖြစ်တဲ့အတွက်15ပေပေါ့နော် horizontal line ရဲ့တန်မိုးက15ပေအမိုးဆောင်ဒီဂရီကကြတော့30ဒီဂရီအဲ့တော့လူကျင်နာကကြတော့ဒီ ကော်မွန်ရပ်တာရဲ့လန်ဘလောက်လဲလို့လိုချင်တယ်เนาะဒါဆိုရင်ဒီသင်္ချာဖော်မြူလာကိုအသုံးပြုပြီးတော့ဒီကော်မွန်ရပ်တာရဲ့လန်ကိုတွက်မယ်အဲ့တော့ဒီမှာဆိုရင် sin cos tangent เนาะကိုတန်းချက် secant ကို secant အဲ့တော့ဒီမှာဆိုရင် cos 30ပေါ့เนาะ cos 30 cos 30ဆိုရင်သူကဒီ a by h ပေါ့နော် a by h a ကနီးစပ်အနာအဲ့တော့နီးစပ်အနာကဘယ်လောက်ရှိလဲဆိုရင်အဲ15ပဲရှိမယ်နော် h ကကြတော့တောင်းမှန်ကန်တောင်းမှန်ကန်ကကြတော့အခုလိုချင်တဲ့ common raptor ပေါ့အဲ့ဒါကြောင့်မလို့ common raptor ကိုလိုချင်နေဆိုရင်သူ့ရဲ့ horizontal land ကိုဘာနဲ့စားပြရမလဲဆိုရင် အမိုးဆောင်ဒီအမိုးဆောင် cos 30နဲ့စားပြရမှာဖြစ်တယ်နော်အမိုးဆောင်ဒီဂရီက30ဒီဂရီတကယ်လို့ဒီမှာအမိုးဆောင်ဒီဂရီက 26ဆိုရင်ဒီမှာ cos 26ပေါ့เนาะ23ဆိုရင်ဒီညမှာ cos 23ပေါ့เนาะအဲ့တော့အလွယ်မှတ်ထားမယ်ဆိုရင်ဒီ common raptor ရဲ့ land ကို မပေးထားဘူးဆိုရင်အဲ plan ပေါ်ကနေမြင်ရတာက horizontal land တန်မိုးအဲ့တော့ plan ပေါ်ကနေမြင်ရတဲ့ horizontal land တန်မိုးကို cos အမိုးဆောင်ဒီဂရီနဲ့စပေးရမှာဖြစ်တယ်เนาะအဲ့တော့30ဆို30 26ဆို26 23ဆို23ပေါ့เนาะဒါဆိုရင် အခု15ကို cos 30နဲ့စားလိုက်မယ်ဆိုရင်သူ့ရဲ့လမ်းတန်မိုးကဘယ်လောက်လဲဆိုရင်16ပေနဲ့၄လက်မှရရှိမှာဖြစ်တယ်โอเคဒါဆိုရင်စစောကဒီဒိုင်းနေရဲ့အရေးအတွက်ပလန်ပုံကနေပြီးတော့ဒိုင်းနေကိုရေလိုက်တဲ့အခါမှာ40နဲ့2ချောင်းသူ့ရဲ့လမ်းကတော့တွက်တွက်ပြီးတော့ယူလိုက်မယ်ဆိုရင်16ပေနဲ့၄လက်မှဒါဆိုရင်ဒီနှစ်ခုကိုမြှောက်လိုက်မယ်ဆိုရင်တော့အဲဒီ common raptor ရဲ့ total running fee တန်မိုးကိုရရှိမှာဖြစ်ပါတယ်